မင်္ဂလာပါရှင်ကျမတို့ဒေါက်တာတုံဝင်းမြင့်ဖြစ်ပါတယ်ဟာရဆိုင်ရာတကုဆောင်ဖြစ်ပါတယ်ရှင်ကျမတို့ပြီးခဲ့တဲ့ဗီဒီယိုထဲကလည်းပေါ့နော်ဒီအလူကြီးတွေအစားနေသွားတဲ့အကြောင်းလေးတွေရဲ့ဘာကြောင့်လို့နေသွားတယ်ဆိုတဲ့အကြောင်းလေးတွေကိုကျမပြောပြထားတာဖြစ်ပါတယ်အဲ့လိုပဲပေါ့နော်ဒီဗီဒီယိုထဲမှာလည်းအစားနေသွားတဲ့ပေပေလေးမေမေလေးလူကြီးတွေအတွက်ပေါ့နော်ဘလို့သောအစားစားလေးတွေနောက်တော့ဘလို့သောအဟာရတက်လေးတွေလည်းအရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကိုလည်းဆက်ပြီးတော့မှရှင်းပြသွားမှာဖြစ်ပါတယ်ရှင် and ့ပေါ့เนาะအခုပြောမယ်ဆိုရင်တော့ဒီအသက်ကြီးတဲ့လူတွေမှာကျွန်မပြီးခဲ့တဲ့ဗီဒီယိုကပြောခဲ့တဲ့အတိုင်းပါပဲအစားတွေနည်းသွားပြီဆိုရင်ဒါအာဟာရဓာတ်တွေအရဆိုလို့ရှိရင်လုံလောက်မှုတွေကတော့ဒါမရှိတော့ဘူးလို့လည်းပြောလို့ရပါတယ်အဲ့ဒီအတွက်ကြောင့်မလို့တော့အတက်နိုင်ဆုံးပေါ့เนาะတက်ကြီးလာတာနဲ့မြအာဟာရဓာတ်ပြည့်စုံအောင်ကတော့စားဖို့ကတော့တိတ်ပြီးတော့မှအရေးကြီးပါတယ်ဒါပေမဲ့အခုလိုပြောတဲ့ဒီအတိုင်းပါပဲအကြောင်းမျိုးမျိုးကြောင့်မလို့မပြည့်ခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်မတို့တွေကဒါဖြည့်စွက်စားလေးတွေကိုတော့ဆက်ပြီးတော့မှတော့ရွေးချယ်ပြီးတော့မှစားတော့ဖို့ကတော့အရေးကြီးတယ် ဆိုတဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်အဲ့တော့ဖြည့်စွက်စာစားပြီဆိုလို့ရှိရင်တော့ပေါ့နော်ဘလူသောအဟာရဓာတ်တွေကိုပါဝင်တယ်လေဆိုတာလေးကလည်းအရေးကြီးပါတယ်ရှင်အဲ့တော့အဓိကကတော့ပေါ့နော်လူကြီးတွေအနေနဲ့လို့ပြောမယ်ဆိုလို့ရှိရင်တော့ကျမတို့ကပရိုတင်းလို့ခေါ်တဲ့အသားဓာတ်ကတော့တကယ်ကိုပဲအရေးကြီးပါတယ်အဲ့တော့ပုံမှန်အားဖြင့်ကတော့အသက်ကြီးလာပြီပဲဖြစ်ဖြစ်ကျမတို့မြည်သူမဆိုးအ ਨੇ ဆုံးကတော့အသားဓာတ်ကိုဆိုလို့ရှိရင်တရက်ကိုပေါ့နော်ဒီအသားတွေကြက်သားတွေဝက်သားတွေငါးတွေပစွန်တွေစသည်ဖြင့်ပေါ့နော်အသားငါးတွေကိုတော့10သားကတော့မြည်သူမဆိုးစားတော့တဲ့ င်ပါတယ်ဒါပေမဲ့အသက်ကြီးလာပြီဆိုရင်တော့ဒီ၁၀သားဆိုတဲ့ဥစ္စာကတော့တိတ်ပြီးတော့မှတော့မဖြစ်နိုင်ဘူးလို့လည်းကျမတို့ပြောလို့ရပါတယ်ရှင့်เนาะဒါကြောင့်မလို့ကျမတို့တွေကဒီအသားဓာတ်ကိုတော့ပေါ့နော်ဒီပရိုတင်းများများရစေတဲ့အစားအစာလေးတွေကလည်းရှားရပါတယ်အဲ့တော့ဒီဖြည့်စွက်စာတွေမှာဆိုလို့ရှင့်လည်းဒါပရိုတင်းပါတဲ့အစားအစာလေးတွေကိုပေါ့နော်ဖြည့်စွက်စာမျိုးကိုကျမတို့ကရွေးချယ်ပြီးတော့မှလည်းညွန်လေးရှိပါတယ်အဲ့တော့ဒီအသားဓာတ်ကောတကယ်ပဲအရေးကြီးသလားအရေးကြီးပါတယ်အဲ့တော့ဒီကြွက်သားတွေကိုပြန်လည်ပြီးတော့မှလည်းဖြည့်စီပေးဖို့เนาะပြန်လည်ပြီးတော့မှဖြည့်ဖို့ ို့ဆိုလို့ရှင်ဒါအသားတက်ကလည်းအရေးကြီးပါတယ်ပို့ပြီးတော့မှလည်းစားတော့တင်တယ်ပေါ့နော်အဲ့ဒီလိုပဲကျမတို့တခြားသောတတူဓာတ်တွေနောက်ပြီးတော့မှဗိုက်တာမင် D ထဲမှလည်းပြောမယ်ဆိုရင်ကယ်ဆီယမ်ဓာတ်နဲ့ဗိုက်တာမင်ကိုလည်းကျမတို့ထည့်ချင်ပါတယ်ဘာလို့လဲဆိုလို့ရှင်ရင်ဥပမာဗိုက်တာမင် D တွေညော့နေသွားပြီဆိုလို့ရှင်တော့ဒါအယိုးပွားတာတို့နောက်ပြီးတော့မှအယိုးတွေဆက်တာတို့နော်ဒါလေးတွေလည်းဖြစ်တတ်တတ်ပါတယ်ဒါကြောင့်မို့ဒီအတွဲဆိုလို့ရှင်လည်းကျမတို့တွေကထက်ထည့်ပြီးဖို့လည်းအရေးကြီးပါတယ်အဲ့တော့ကယ်ဆီယမ်နဲ့ဗိုက်တာမင် D ကတော့ပေါ့နော်များသောအားဖြင့်ကတော့ကျမတို့နှုတ်တော့ တာမျိုးလို့เนาะနောက်ပြီးတော့ဗီတာမင် D ဆိုလို့ရှိရင်နေအောင်ကြီးရနေရတာမျိုးလို့ငါးသေးသေးလေးကနေပြီးတော့မှရတာမျိုးကတော့အဓိကပါဝင်ပါတယ်အဲဒါကြောင့်မို့ဒါလေးတွေကိုလည်းကျွန်တော်တို့ကဖြည့်ဆွဲပြီးတော့မှစားဖို့အရေးကြီးပါတယ်အဲ့ဒီလိုပဲပေါ့เนาะတခြားသောဥပမာဆိုလို့ရှိရင်ဗီတာမင်တွေပါမယ်နောက်ပြီးတော့မှဥပမာမက်ဂနီဆီယမ်တို့လိုမျိုးနောက်ပြီးတော့မှဗီတာမင် B တွေလိုမျိုး C တွေလိုမျိုးပေါ့เนาะဒါတွေအားလုံးကဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေကအရေးကြီးတဲ့အထက်မှာလည်းပါနေပါတယ်ဒါကြောင့်မို့ဒါလေးတွေကိုလည်းကိုယ်ကသဘာဝအစားအစာကနေပြီးတော့မှမရနိုင်ဘူးဆိုလို့ရှိရင်တော့လည်းဒါဖြည့်ဆွဲစားကနေ ရွေးရမယ်ဆိုတာလေးကတော့ဒါထုံးစံပါပဲပေါ့နော်နောက်တစ်ခါတော့ကျမတို့ energy အတွက်လည်းရည်ကြီးပါတယ်အဲဒါကြောင့်မလို့ကိုကနေပြီးတော့မတောက်လိုက်မယ်ဖြည့်ဆွက်စာလေးရဲ့ energy ကဘယ်လောက်ရသလဲဥပမာတစ်ခွက်ကိုတောက်လိုက်မယ်ဆိုလို့ရှိရင် calorie အားဖြင့်ပေါ့နော်ဥပမာအားဖြင့်ကတော့ကျမတို့ကနေပြီးတော့အနည်းဆုံး200ပတ်ဝန်းကျင်ပေါ့နော်ဒီလိုရှိတဲ့ဟာဟာရမုံနေလိုမျိုးကိုကျမတို့ကရွေးချယ်ပြီးတော့မှညွန်လေးရှိပါတယ်ဒါကြောင့်မလို့ဒီပိုပိုပွားပွားလေးပြပြမီမီလေးအသက်ကြီးတဲ့သူတွေမှာဆိုရင်ကိုကတကယ်ပဲအတဘာဝအစားအစာကနေပြီးတော့မှလေစားနိုင် ုင်ပြီလားမစားနိုင်ခဲ့ဘူးဆိုလို့ရှင်လဲပေါ့နော်ဒီ protein ဓာတ်တွေအဆီဓာတ်တွေဗိုက်တာမင်သတ္တုဓာတ်တွေပေါ့ကျွဲဝတဲ့အာရမုံလိုမျိုးကိုပဲကျမတို့ရွေးရမလားဆိုတာလေးဦးတော့ဒါနားလေစီချင်ပါတယ်မပြေဝတဲ့စီတွေနောက်ပြတ်ခါကြလို့ရှင်လဲပေါ့နော်ဟိုကျမတို့ကျမရေးနေညှို့ညွတ်တဲ့စီတွေကိုလို့လေဒါရွေးချယ်ပြီးတော့မှစားပါလို့လေထပ်လောင်းပြီးတော့မှတော့ကျမအကြံပေးချင်ပါတယ်ရှင်ဒါကြောင့်မလို့ညီကုံချုပ်အနေနဲ့ပြောရရင်တော့ကျမတို့ပုံမှန်အားဖြင့်တော့သဘာဝတိုင်းစားစာတွေကိုစားပါမစားနိုင်ခဲ့ဘူးဆိုလို့ရှင်တော့တကယ်ပဲကိုနဲ့သ တင့်တော်မဲ့အဲဆိုအဟာရမုတ်เนาะဖြည့်ဆွက်စာမျိုးကိုရွေးချယ်ပြီးတော့မှသုံးပါလို့တော့ကျမကပြောပြလိုက်ချင်ပါတယ်ရှင်အားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်